မင်္ဂလာပါရှင်စပုတ် PDF မြန်မာမှကြိုဆိုလိုက်ပါရစေ2025ခုနှစ်ဇွန်လ24ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်ရင်ကောင်းစီနှစ်တူကြီးမျိုးနဲ့ဝလူရဲစကန်ကိုစစ်ကူလာတော့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား73ဦးသေဆုံး။ရင်းနှီးကြောင်းနဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်ကတိုက်ခိုက်မှုစစ်သား75ဦးသေဆုံး။ ထီလင်းမြို့မှာရေစကန်တွေဖက်စီခံတားရသောနိုင်ငံရေးကျင်းသား73ဦးထွက်ပြေးလို့မြောက်ရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြပါမယ်။ ဦးစွာနတူကြီးမျိုးနဲ့ဝလူရဲစကန်ကိုစစ်ကူလာတော့စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုစစ်သား73ဦးသေဆုံးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းနတူကြီးမျိုးနဲ့ဝလူရဲစကန်ကိုစစ်ကူလာတော့ဂျမစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်ခဲ့ရမှာစစ်သား73ဦးသေဆုံးပြီးထုတက်ချက်တူအရှင်ဖန်းစီရမီကတအူမအလင်းဝင်ရောက်ခဲ့ကြောင်းနတူကြီးပြပေ Defense Force မြင်းချန်ခရအမှတ်၄30တရင်ထံကသိရှိရပါရစေ။ ဘလူးနှင်းမြေရဲ့စခန်းကိုစစ်ကူအဖြစ်ရောက်ရှိလာတော့ဂျမစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်များကကြားပြတ်တိုက်ခိုက်ခဲ့ကြောင်း၎င်းတပ်ဖွဲ့တွင်ဂျမစစ်တပ်မှစစ်ကောင်စီတပ်သား73ဦးသေဆုံးက9ဦးမှထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအလောင်းတစ်လောင်းကိုတင်စီရရှိတိုင်ခဲ့တယ်လို့သိရှိရပါတယ်တို့ပြင်တပ်ပွဲအတွင်းတမ88မှာဒုတကြက်တဦးကိုလည်းလက်ဝဲဖမ်းဆီးရမိခဲ့ပြီးအကြံဘတ်စစ်တက်လောက်ခံရဲတပ်သားတဦးကိုလည်းလက်နဲ့များနေတူအလင်းဝင်ရောက်ခဲ့ကြောင်း ဇမန်စစ်တဲ့စစ်ကြောင်းမှာမီဒီယာပေါ်တာဆွဲဖန်စီခန့်ထားရသောစစ်မှုရန်တပ်သားတဲ့နှစ်ဦးကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်များကကဲထုတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲအတွင်းဇမန်စစ်ကောင်စီတပ်သားများထံမှ MA1 တနက်တလက် MA3 တနက်တလက် G3G 62တောင်း 5.5G 1500တောက် M9 12လုံး60မမ8လုံး60မမတောက်တစ်ခု RPG အဖူးနှစ်ဖူး RPG ပိုးကြီးနှစ်တောင်းနင်းမိုင်း14လုံးလက်ပြပုံ17လုံး drone shooter တစ်လက်ကြည့်ပေါက်၆ပေါက်တို့ကိုသိသိရရှိခဲ့လို့သိရှိရပါတယ်။စူပါတိုက်ခိုက်မှုကိုတော့နိုင်မြင့်ဆောင်အေးညာမီအော်ပရေရှင်းဖြစ်မြင်းချန် KI အမှတ်လေးတရင်မြင်းချန် KI အမှတ်၁၀တရင်တတအူပကဖရူကလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ဆက်လက်ပြီးရင်းနှင်းချောင်းတွင်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတက်ကတက်ခိုင်မှု စစ်သား15ဦးသေဆုံးသွားတဲ့တဲ့တင်ကိုတင်ဆက်ပေးချင်ပါတယ်။မကွေတိုင်းရင်းနှင်းချောင်းမြို့နယ်တွင်ဝေရောက်လာသောစစ်တပ်စစ်ကြောင်းကိုတက်ခိုက်ခဲ့ရမှာစစ်သား15ဦးသေဆုံးပြီးအများပြားမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရင်းနှင်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတူထံကသိရှိရပါတယ်။မေလ29ရက်နေ့ကမကွေချီဆိုင်တမ88ခလာရ89ခလာရ73မှစုပေါင်းထားသောဂျမ်ဘတ်စစ်တပ်ကကြောက်ပရောင်းမြို့နယ်စီပင်ပြူရွာမှပြစောတိမ များနဲ့ပူပေါင်းက150ခန့်ဖြင့်အင်းနေကြောင်မြို့နယ်တာကူကန်ကြီးရွာဘူကိုလမ်းမှတဆင့်ဝရောက်လာကြောင်းစူပါစစ်တပ်စစ်ကြောင်းကို ပြည်သူ့ကော်မတီတပ်ဖွဲ့များကတိုက်ခိုက်ချင်းမှုခဲ့ရမှာကျွန်းလဆဆောက်ရနေ့ကအထိရက်20ကြာတပ်ဖွဲ့ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်စူပါစစ်တပ်စစ်ကြောင်းကရင်းနှီးကြောင်မြို့နယ်လွိုင်းရှိုးကြီးရွာမှာပြစ်မဲ့ပြည်သူတို့ ။အင်ဒိုဂျီရွာမှာပြင်းမဲ့ပြည်သူတဦးတို့ကိုဖမ်းဆီးတပြက်ခဲကကန်သာရွာသည့်ဂျီရွာနှင့်လွိုင်းပင်ရှူဂျီရွာမှာပြည်သူနေစကားလုံးတို့ကိုမိရှုဖြစ်စီသွားခဲ့တယ်လို့သိရှိရပါတယ်။စူပါတိုက်ခိုက်မှုကတော့ People's Defense Force ရင်းနှီးကြ YNGPDF တမမီ Special Column ရင်းနှီးတာ Column နဲ့အင်ဒိုတိုက်နယ်ဘက်ကဖားတို့ကဘူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ချက်လက်ပြီးဒီလင်းမျိုးမှရေစခန်တွေဖန်စီခဏရသော နိုင်ငံရေးအကျဉ်းသားဆက်သုံးဦးထွက်ပြေးလွတ်မြောက်သွားတဲ့တဲ့တင်ကိုတိဆက်ပေးချင်ပါတယ်။မကွေတိုင်းဒီလင်းမျိုးမှနေရေစခန်မှာဖန်စီခဏရသောနိုင်ငံရေးအကျဉ်းသားဆက်သုံးဦးတို့မှတပြေးလွတ်မြောက်လာခဲ့ပြီးချုပ်ခန်းဆောင်ရေများနဲ့စစ်တပ်ကညှဉ်းပန်းနှိမ့်ချတဲ့ပြည်မှုများလှုပ်ဆောင်နေကြောင်း YRA ဒီလင်းနဲ့ ရော့အလင်းတန်းတို့မှတာဝန်ရှိသူများထံကသိရှိရပါတယ်။ဇော်လာ၁၉ရက်နေ့ညပိုင်းထီလင်းမြို့မှအေစကန်မှာဖန်စီချုံအောင်ခံတားရတဲ့နိုင်ငံရေးကျင်းသားသတ္တဥရုမှာ ဖက်ပြလွမြောက်လာခဲ့ကြောင်းတို့တို့တပြေးလာစဉ်အသက်50ကျော်အရွယ်နိုင်ငံရေးအကျဉ်းသူဘာဝင်9ဦးမှလန်ခီတွင်မိုင်းနေမီကတဦးမှကြာဆုံးခဲ့ရပြီးဂျန်လီဦးမှတိုက်ခိုက်ထရရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒီလိုမျိုးမှာရဲစခန်းတွင်မှတပြေးလွမြောက်လာတဲ့သူများဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုထောက်ပို့လုပ်သည်ဟုဆိုကာဖမ်းဆီးထားခြင်းဖြစ်ပြီးမှုစစ်ခြင်းတရားစစ်ဆေးခြင်းရှိပဲမတရားဖမ်းဆီးချုပ်နှောင်ထားခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆိုပါနိုင်ငံရေးအကျဉ်းသားများတပြေးလွမြောက်မှုနဲ့ပတ်သက်ပြီး အချုပ်ဆောင်ရဲများကိုစစ်တပ်ကဖမ်းဆီးနေကြခဲ့ရမှာရဲသားနှစ်ဦးတီးဆုံးသွားခဲ့ကြောင်းရွှေလင်းထဲမှာတမရှိသူများတန်ခါသိရှိရပါတယ်။နိုင်ငံရေးအကျဉ်းသားများထွက်ပြေးလို့မြောက်သွားပြီးတဲ့နောက်ဒီလိုမျိုးမှာတနင်္မူဒုတိယဗိုလ်မှူးကြီးထိန်လင်းကထိန်လင်းမျိုးမရဲ့စကန့်ကိုရွှေ့ရှိလာခဲ့ကရဲတပ်ဖွဲ့ဝင်များအားလုံးကိုခေါ်ယူဖမ်းဆီးရိုက်နှက်ဆစ်ဆီးခဲ့ကြောင်းစစ်တပ်ရဲ့ရန်နယ်မှုကြောင့်ရဲတပ်ချက်မြင်အောင်နဲ့ရဲတပ်ချက်ကြောစန်းထွေတို့နှစ်ဦးထိဆုံးသွားခဲ့ကြောင်း တို့ပြင်းရဲတက်တာသုံးမှလည်းဆက်လက်ချုပ်ချကာရိုက်နေစစ်စစ်ခဏရာကြောင့်သိရှိရပါတယ်ရှင်ဒီကနေ့2025ခုနှစ်ဇွန်လ24ရက်နေ့အတွက်နောက်ဆုံးရပြည်သူတွေများကိုစပုတ်ဗီဒီယိုမြန်မာမှာတင်ဆက်ပေးကြတာဖြစ်ပါတယ်။ဒီမှာကတော့သတင်းတင်ဆက်သူနော်ယမင်းဖြစ်ပါတယ်ရှင်။